မင်္ဂလာပါရှင်ပါမခိတ္တတရင်ဌာနကနေအော်တိုဘာလ22ရက်နေ့နောက်ဆုံးရစိတ်ဝင်စားပွဲထိတ်တန့်သတင်းများကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပြီးမဲ့သတင်းကတော့မြန်မာအကြံဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်အဖြစ်အသုံးပြုလိမ့်မည်ဟုနိုင်ငံတကာသို့ကုလသမဂ္ဂကြီးဦးကျော်မိုးထွန်းတတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မြန်မာကျန်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်အဖြစ်အသုံးပြုလိမ့်မယ်ဟုနိုင်ငံတကာသို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတတိပေးပြောဆိုလိုက်ပါတယ် အော်တိုဘလ22ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောအချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီ၏နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆိုင်ရာအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကရှင်းတို့သတိပေးခြင်းဖြစ်ပါသည်နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရန်ဟူသောအယူအဆသည်အကြံဖတ်ဆဲအုပ်စုနှင့်အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်ကြောင်း အပန်းဖြစ်ရာတွင်အသုံးပြုသည့်ပါရာမော်တာများကိုပင်အရက်သားများအပေါ်လက်နက်အဖြစ်အသုံးပြုသည့်စစ်တပ်သည်နျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်အဖြစ်အသုံးပြုလိမ့်မည်ဖြစ်ကြောင်းသံမတ်ကြီးကသတိပေးပါရယ်စီအိုစုကပြုလုပ်ရန်စီစဉ်နေသည့်အထုရောင်အလိညာရွေးခောက်ပွဲကိုပံပိုးမိမြည်သည့်နိုင်ငံတကာအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုများသည့်စီအိုစု၏အနေရရှိသောနျူကလ িয়ার ရည်မှန်ချက်များအကောင့်ထည့်ဖော်နိုင်ရန်တဆင့်တိုး၍နှီးကပ်သွားစေမည်ဖြစ်ကြောင်းသံမတ်ကြီးကထပ်လောင်းအသိပေးပါရယ်မြန်မာနိုင်ငံသည်ရွေးကောက်ခံအရက်သားအစိုးရလက်ထက်၌ TPNW Nuclear BNR ခောက်ွက်ရေးဆိုင်ရာ Convention CNS Nuclear ပစ္စည်းများ Convention CNS Nuclear ပစ္စည်းများရုပ်ပိုင်းဆိုင်ရာခောက်ွက်စောင့်ရှောက်ရေးဆိုင်ရာ Convention CPPNM နှင့် CTBD တို့ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း TPNW ကိုအတည်ပြုရန် IAEA နောက်ဆက်တွဲစာချုပ်ကိုအသက်ဝင်စေရန် Modify Small Quantity Protocol MSQP ကိုလိုက်နာမိမိမိတို့၏အစီအစဉ်အားလုံးသည်2021ခုနှစ်တရားမဝင်အကြံဖတ်စစ်အာဏာသိမ်းမှုကြောင့်ပြည့်စည်သွားခဲ့ရကြောင်းတမ်မတ်ကြီးကရှင်းပြပါရယ်အကြံဖတ်စစ်အုပ်စုမှအရက်သားများအပေါ်ရာဇဝတ်မှုများနှင့်ပြစ်မှတ်ခွဲခြားခြင်းမရှိသည့်လေကြောင်းတိုက်ခိုက်မှုများတိုးမြှင့်ကျူးလွန်လာနေချိန်တွင်စစ်အုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်သည့်နိုင်ငံတကာနိုင်ငံနှင့်ပူးပေါင်း၍ နျူကလ িয়ার စွမ်းရင်အစီအစဉ်ဟူအမည်တက်ဆောင်ရွက်နေမှုအပေါ်အလေးအနက်စိုးရိမ်မိကြောင်းသံမတ်ကြီးဦးကျော်မိုးထွန်းကထုတ်ပေါ်ပြောဆိုပါရယ်။မြမအရေးအာဆီယံပုံသဘောတူညီချက်၅ရက်အပြင်လုံခြုံရေးကောင်စီစုံဖြတ်ချက်2669အပါဝင်ကုလသမဂ္ဂအဖွဲ့အစည်းများ၏စုံဖြတ်ချက်များစွာကိုချိုးဖောက်နေသောအကြံဖက်စစ်တပ်သည် IAEA ၏ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစည်းမျဉ်းများကိုလည်းချိုးဖောက်လိုက်မည်ဖြစ်ကြောင်း တရားမဝင်လက်နက်အခွဲယူရေးလုပ်ငန်းများကိုလွယ်ကူစေရန်လှုပ်ပေးနေသောစစ်အုပ်စုနှင့်၎င်း၏လက်အောက်ခံများသည်တရားမဝင်နျူကလ িয়ার လုပ်ငန်းများကိုလည်းလွယ်ကူစွာလှုပ်ချလိုက်မည်ဖြစ်ကြောင်းတမ်မတ်ကြီးကနိုင်ငံတကာသို့ရှင်းလင်းပြောဆိုပါသည်။ထို့ကြောင့်အကြမ်းဖက်စစ်တပ်ထံသို့လက်နက်များစစ်လက်နက်ပစ္စည်းများတိုက်လျင်စီအခြားစစ်ဘက်အရက်ဘက်နှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်နည်းပညာများစီစဉ်မှုကိုဖျက်ထောက်ကြပါရန်အခွဲဝင်နိုင်ငံများအားလုံးကိုတမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုထားပါသည်။ ဆက်လက်ပြီးမြန်မာစစ်တပ်အထူးရောင်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်သားသားပယ်ချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကတောင်းဆိုတိုက်တွန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာချမ်းဖတ်စေုပ်စု၏အထူးရောင်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်သားသားပယ်ချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းလိလက်ဒဲလီမာကပူးတွဲကြေညာချက်တစ်ခုတွင်ပါဝင်တောင်းဆိုတိုက်တွန်းပါတယ်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့်လက်ရှိမလေးရှားအောက်လွှတ်တော်အမှတ် ဂျာဂျူဆရီစီဖူဒင်အဒူလာရှ်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းကန်ခက်စစ်ပီရိုမှာမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှကုလသမဂ္ဂကုဆရေဟောင်း၃ဦးတို့နဲ့အတူအာဆီယံတို့မြန်မာရေးအတွက်အရေးယူဆောင်ရွက်ရန်တောင်းဆိုသည့်ပူးရွေးကြေညာချက်တွင်လက်မှတ်ရေးထိုးပါဝင်လာကြောင်းအာဆီယံကမြန်မာနိုင်ငံ၏အကြံတဲကိုဖြည့်ရှင်ရန်လေးနှစ်ကျော်ကြာပြတ်ခွက်ခဲ့ပြီးနောက်မြန်မာအရေးအရေးယူဆောင်ရွက်ရန်စူပေါင်းတောင်းဆိုကြခြင်းဖြစ်ကြောင်းသိရပါသည် ဖိလစ်ပိုင်နိုင်ငံ၏အထက်လွှတ်တော်အမတ်ဟောင်းနှင့်လက်ရှိအောက်လွှတ်တော်အမတ်တအူးလေးဖြစ်သူဒီလီမာတီဖိလစ်ပိုင်နိုင်ငံ၏အလေးစားရာဇုံလူခွင့်ရေးလှုပ်ရှားသူတအူးဖြစ်ပြီးမြန်မာပြည်သူများကိုထောက်ခံသည့်ထင်ရှားသောဒေတာရင်းထုတ်ဖော်မှုပြုသူလေးဖြစ်သည်ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံထံမှအာဆီယံဥက္ကဋ္ဌတာဝန်ကိုယခုနှစ်ကုန်တွင်လွှဲပြောင်းယူရန်ပြင်ဆင်နေချိန်တွင်ဒူမာကပူးတွဲကြေညာချက်တွင်ပါဝင်လာခြင်းမှအလွန်အရေးကြီးသောအချိန်ခါတွင်ထွက်ပေါ်လာခြင်းဖြစ်ပါသည်မလေးရှားနိုင်ငံသား၏ဝင်ကြီးဟောင်းဂျာဒူစရီဆိုင်ဖူတင်အဒူလာကလည်း ာဆီယံအနေဖြင့်မြန်မာပြည်သူများနှင့်အတူရပ်တည်ရန်ပြင်းပြင်းထန်ထန်တိုက်တွန်းလျက်ရှိပါသည်။အာဆီယံအနေနဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းအဲဒီရွေးကောက်ပွဲမှာဘလို့မှပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ရလက်ကိုလည်းပေချမှာဖြစ်ကြောင်းလုံးဝရှင်းလင်းပြတ်သားစွာပြောကြားသင့်နေ။အာဆီယံမှာဒီလမှာကျင်းပမဲ့48ချိန်မြောက်ထိပ်သီးအစည်းအဝေးကိုအခွင့်အကောင်းယူပြီးမြန်မာနိုင်ငံအတွက်မဟာဗျူဟာအသစ်တစ်ခုကိုချမှတ်ရမယ်။အဲဒီမဟာဗျူဟာမှာရှင်းလင်းတဲ့နောက်ဆုံးပန်းနိုင်တစ်ခုရှိရမယ်။ အဲ့ဒါဟာပြည်သူတွေညှော်မှန်းထားသလိုဒီမိုကရေစီနီးကြပြီးရေရှည်တည်တံ့ကအားလုံးအကျုံးဝင်ပါဝင်နိုင်တဲ့ချင်းကပ်မှုဖြစ်တယ်။ပြည်သူတွေကနိုင်နေပြီးစေအုပ်စုကရှုံးနေပါတယ်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးဟောင်းကပြောကြားပါတယ်။စေအုပ်စုသည်ရွေးကောက်ပွဲမတိုင်မီခုခံဒေါ်လာရေးတက်ဖွဲ့များထံဆုံရှုံခဲ့ရသောနေမျိုးများကိုပြန်လည်တင်ပရန်ကြိုးပမ်းနေစဉ်ကလေးသူငယ်များအပါအဝင်အယက်သားများကိုပြစ်မှတ်ထားတပ်ဖြတ်မှုများပုံမလုံးဆောင်လာနေကြောင်းအဆိုပါညညာချက်တွင်ထောက်ပြထားပါတယ်။ မလေးရှားနိုင်ငံသားအခွင့်ကြီးကပြီးခဲ့တဲ့အပတ်တွင်မြန်မာနိုင်ငံ၌ရွေးကောက်ပွဲများယုံကြည်လက်ခံနိုင်ပွဲရှိစေရန်လိုလံ့ညှတာပွင့်လင်းမြင်သာပြီးယုံကြည်စိတ်ချရသောလုံခြုံရေးအများကြီးအခြေခံမှုများနဲ့ညီကျင်းပမည်ဖြစ်ပြီးနိုင်ငံတော်လုံးတွင်နိုင်ငံရေးပါတီများနှင့်သက်ဆိုင်သူအလုံးပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆေးဥစု၏တူရောင်ရွေးကောက်ပွဲအစီအစဉ်သည်ဤအနေအဆုံးစံနှုန်းများအနက်တစ်ခုမှမပြည့်မီဟုထောက်ပြထားသည်။ အကြံဖတ်မြန်မာစေအုပ်စုရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်တွင်စတင်ရန်စီစဉ်ထားရာအာဆီယံ48ချိန်မြောက်ထိပ်သီးအစည်းအဝေးကမြန်မာအရေးအတွက်အာဆီယံအတွက်အရေးယူဆောင်ရွက်ရန်နောက်ဆုံးအခွင့်အရေးဖြစ်သည်လရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်ဥက္ကဋ္ဌတိဖိလစ်ပိုင်တို့သည်အာဆီယံထူးကိုယ်စားလှယ်တန်ရှရီအော်တမန်ဟာဆင်ဤပံ့ပိုးမှုဖြင့်အဆိုပါအခွင့်ရေးကိုအရယူကမြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ်တရက်ကိုဥဆောင်ချမှတ်ရမည်ဖြစ်ပြီးအဆိုပါမူဝါဒသစ်တွင်အာဆီယံဤဆောင်ရွက်ချက်များပါဝင်ရမည်ဖြစ်ကြောင်း ူးရွေးကြညာချက်ကထောက်ပြချပါတယ်။အာဆီယံအနေဖြင့်မြမအရေးအတွက်တန်တမန်ရေးရာကြိုးပမ်းမှုများကိုအရှင်ဟုံမြင့်တင်ရန်လိုအပ်ကြောင်းပထမဦးစွာအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများအပါအဝင်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရက်စဲရမည်ဖြစ်ပြီးဒုတိယအနေဖြင့်နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်းထို့ပြင်တနိုင်ငံလုံးအပြစ်ခက်ရက်စဲပြရန်အပြစ်ခက်ရက်စဲရေးကိုအာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံရမည်ဖြစ်ပြီးနိုင်ငံတကာလေးလာသူများကစောင့်ကြည့်ရမည်ဖြစ်ကြောင်းပူရဲကျင်ညာချက်ကအကြံပြုထားပါသည် ထို့ပြင်မြမရေးအတွက်အဓိကသက်ဆိုင်သူအားလုံးနဲ့ပူပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရမည်ဖြစ်ကြောင်းထို့အဓိကသက်ဆိုင်သူများတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းသာလနဲ့ကိုင်းတော်လှန်ရေးအဖွဲ့အစည်းများ EROS အတိုင်းပင်ခံကောင်စီများ Federal Union များမြန်မာနိုင်ငံမှထွက်ခွာသွားရန်ဖိအားပေးခံခဲ့ရသူများအပါအဝင်လူနည်းစုအတိုင်းဝိုင်းများအရက်ဖတ်လူအဖွဲ့အစည်းများအပြင် အင်ဒီရှင်းနိုင်ငံများကုလသမဂ္ဂအေဂျင်စီများအစရှိသည့်တို့ပါဝင်ရန်အကြံပြုထားသည်မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သောနိုင်ငံတကာရာဇဝတ်မှုများအတွေ့တာဝန်ယူတာဝန်ခံမှုရှိစေရန်ပံ့ပိုးရမည်ဖြစ်ပြီးတရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာနှင့်ပြည်တွင်းတရားရုံးများအထူးခုံရုံးများနှင့်ကမ္ဘာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်အားကျင့်သုံးသည့်တရားရုံးများအပါအဝင်တာဝန်ယူတာဝန်ခံမှုဆိုင်ရာရန်ရာအလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည် နိုင်ငံတကာရာဇဝတ်မှုများနှင့်ကြီးလေသောမှတရားဖြုတ်ကျင့်မှုများအတွက်လူငင်းချမ်းသာ့ကွယ်လုံးဝမရှိစေရကြောင်း ပြစ်ဒဏ်မှာကင်းလွတ်နေသည့်တန်တရားကိုအဆုံးသတ်ရမည်ဖြစ်ကြောင်းအာဆီယံတို့ဝင်ကြီးဟောင်းများနှင့်ကုလသမဂ္ဂတန်တမန်ဟောင်းများကအကြံပြုထားပါသည်ဆလပီကလေးတမှုကန့်ကောလမ်းပိုင်းကိုစစ်တပ်ကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးနေ၍ပြည်သူတပေါင်းကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကလေးမျိုးနယ်တွင်ရှိကလေးတမူကန်ကောလမ်းပိုင်းကိုအကြံဖက်စစ်တပ်ကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထုတ်နေပြီးပြည်သူတပေါင်းကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးစာနယ်ရိတ်ခါများအရေးပေါ်လိုအပ်နေကြောင်းကလေးမျိုးလူမှုတိုက်ပွဲဦးဆောင်ကော်မတီမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလပိုင်းမှစတင်ပြီးကလေးမျိုးနယ်တွင်ရှိကလေးတမူလန်ပိုင်းနှင့်ကလေးခံကောလန်ပိုင်းကိုအကြံဖက်စစ်တပ်ကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးနေသောကြောင့်ဒေသခံပြည်သူအများအပြားအရေးပေါ်နေရာစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါသည် အကြံဖက်စစ်တပ်စစ်ကြောင်းတောင်ထိုလန်းပိုင်းတလျှောက်ရှိခြေရွာများမှပြည်သူတပေါင်းကျော်သည်ဖေးလို့ရထွက်ပြေးတင်းရှောင်နေရပြီးတက်ကြီးရွယ်အိုများကိုဝင်ဆောင်မိခင်နှင့်ကလေးသူငယ်များအတွင်အရေးပေါ်စားနရိတ်ခါကျမ်းမာရေးကူညီဆောင်ရှောက်မှုအခြေခံစားတောက်ကုံစားသည့်အကူအညီများလိုအပ်လျက်ရှိကြောင်းသိရပါသည် စစ်ခွေးတွေကအင်အားလုံးကြီးနဲ့ကိုစစ်ကြောင်းထုံနေတာအခုပြေးနေရတဲ့ရွာတွေအကုန်လုံးကကလေးတမူကံကောလမ်းပိုင်းကရွာပေါင်းလူဦးရေကတော့တသောင်းကျော်လောက်ရှိပါတယ်ပြည်သူတွေချို့ကတော့နီးဆက်ရာဆွေမျိုးတွေစီကိုတင်းရှောင်နေကြပေမယ့်အများစုကတော့တောတောင်တွေထဲမှာဒုက္ခရောက်နေပါတယ်စာနေရိတ်ခါတွေရေးပေါ်လိုအပ်နေပါတယ်ဟုကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီမှတာဝန်ရှိသူကပြောဆိုပါတယ်အရေးပေါ်တင်းရှောင်နေရတဲ့ဒေသခံပြည်သူတို့ဤလိုအပ်ချက်များကိုအချိန်မီဖြည့်တင်းနိုင်ရန်ကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးနဲ့ကုညီရေးအဖွဲ့အားဖွဲ့စည်းလိုက်ပြီးနိုင်ငံတကာရောက်ပြည်သူများဒေတာရင်းမိဖက်အဖွဲ့အစည်းများဖြရင်းပြည်ပရှိတော်လည်ရေးအင်အားစုများတိုင်းသားအဖွဲ့အစည်းများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လက်ရှိကလေးမျိုးနယ်အတွင်ရှိနေရတိန်ရှောင်နေရသည့်ဒေတာကန်ပြည်ပပြည်သူတို့၏အရေးပေါ်လိုအပ်နေသည့်အခက်အခဲများစောင့်ကြည့်ကာပံ့ပိုးကူညီနိုင်ရန်မြစ်တာရက်ခန့်ကြောင်းကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်